ရွှေဆက်တို့သည်လည်းတခါတည်းရန်မဆုံးစည်းသာလာမင်းမုံမအပိုင်း20ရှမ်ပေက ပုံနေတဲ့နုနယ်ရဲ့နှစ်ဖူးလေးကိုဆမ်းလိုက်ရင်အဖျားမချသေးဘူးနုနယ်ဒီညက်နေလဲစက်သားဆန်ပြုတ်လေးပဲတောက်လိုက်အောင်နော်အခုဒီဆေးတောက်ရမယ်ကော်ဖီနဲ့တောက်မလားအိုဗာတင်းနဲ့တောက်မလားကော်ဖီရှမ်ပေကအနားမှာရက်နေတဲ့ဒေါ်မီကိုခေါင်းတက်ချက်ညှင်းပြလိုက်တာမို့ဒေါ်မီကကော်ဖီဖြော်ဖို့ထွက်သွားပါသည် နှုတ်နဲ့နည်းနည်းပင်ပန်းသွားရင်ထင်နေလူမပင်ပန်းပါဘူးလူမပင်ပန်းဘူးဆိုရင် စိတ်ပင်ပန်းတာပေါ့နှုတ်နဲ့မျက်နာလေးကနွမ်းမှုံမှုံလေးနဲ့တဖန်ဆောင်ကငြိမ်ငြိမ်နေသည်ရံပင်ကနှုတ်နဲ့ရဲ့လက်ဖြားလေးတစ်ဖက်ကို သူ့လက်နှစ်ဖက်ထဲမှာစုပ်ကင်လိုက်ပါသည်ဒီကနေရှေ့လျှောက်နှုတ်နဲ့စိတ်မပင်ပန်းစေရပါဘူးနှုတ်နဲ့စိတ်ချပါဒီရက်တွေအတွင်းမှာကိုအများကြီးစဉ်းစားခဲ့ပါရဲ့ နုနယ်ထင်းနေတယ်လို့နုနယ်ကိုကိုကတိတ်မချစ်ဘူးတိတ်မလို့အပ်ဘူးပွင့်ဦးလာကိုပဲမမေ့နိုင်မပီးနိုင်ဖြစ်နေတယ်ဆိုတာမျိုးတွေကိုတကယ်ဖြစ်ခဲ့သလားဆိုတာကိုပေါ့ကိုရင်အဲ့ဒါတွေမဟုတ်ပါဘူးနုနယ်ကိုစိတ်မှာကိုကြာရှုံးခဲ့တယ်ထင်ခဲ့တာကိုခံပြင်းနေမိတာကလွဲရင်နုနယ်ထင်တယ်လို့မဟုတ်ပါဘူးကိုနုနယ်ကိုတိတ်ချက်ပိုင်းရှုံးမနုနယ်နုနယ်သည်မျက်ဝန်းထောင်စုံကိုစီးကြလာသောမျက်ရည်ပေါက်ကလေးကို လက်ညှိုးလေးနဲ့ဖယ်ရင်တအားဝမ်းနေလာလေသည်ကို့ကိုလည်းယုံကြည်ပေးပါပြီးတော့ကို့အပေါ်တိတ်တဝင်းတူတာမျိုးကိုလည်းဖြေလျှော့ပါနုနဲ့နုနဲ့အလဲကားတဝင်းတူနေတာမဟုတ်ပါဘူးနုနဲ့ခံစားရတယ်ဝမ်းလေးနေတယ်ကိုကြီးပါဝင်းခြင်းကအရင်ခြားဆုံးလူတွေအားလုံးဟာသူ့အပေါ်အရန်အလေးထားကြတယ်တံမိုးထားကြတယ်အမေပြီးတော့အခုရှမ်းအေး သူတို့ချစ်ခင်မြတ်နိုးမှုကိုပါ။ तू ကဘာဖြစ်လို့အများကြီးအပိုင်ရထားတာလဲ။သူတို့ရှင်ထဲမှာဒေါ်ပွင်ဦးလာကအရှိကနုနယ်ကအနောက်ကဆိုတာနုနယ်ခန်းစားပြီးသိနေတယ်။အမေကကိုကြီးအမေကိုကြီးကိုပြီးရင်နုနယ်ကိုအချက်ဆုံးဖြစ်စေချင်တာပေါ့။ရှန်ရေးဆိုလဲကိုကြီးရဲ့နေခုမှပြန်တွေ့ချလို့သူနဲ့ချစ်ခင်ရင်းနှီးမှုကိုပိုရဖို့ကြိုးစားမယ်လို့ကြံစီစိတ်ကူးကရှိသေးတယ်။ရှန်ရေးကသူ့ကိုပဲရိုသေလေးစားပြီးသားဖြစ်နေပြန်ပြီ။ နုနယ်အမေနဲ့သူဟာသူဟိုးခလေးဘွားလောက်ကလေးကရှိခဲ့တဲ့တန်ရုံးစဉ်ကိုဒါဆိုရန်ကြီးကြတော့နုနယ်တေချာမသိသေးလို့ပါပွင့်ဦးလာကသူတအားပြေဆုံးချမ်းသာသွားတဲ့အချိန်မှာပောင်ဝင်းချင်ကလူတွေကိုတတ်နိုင်သမျှကြိရှုစောင့်ရှောက်ခဲ့တယ်။ကို့ဖေကိုဆိုရင်ကိုတို့နဲ့သာအဆက်အသွယ်မရှိပေမယ့်ပွင့်ဦးလာကလူတမျှထောက်ပံ့စောင့်ရှောက်ခဲ့တာအဖေနဲ့လည်းသူငငယ်ကလေးကရင်းနေတာလေ။ အခုနောက်ဆုံးရန်ရင်းကိုပါသူကြည့်ရှုထောက်ပံ့နေခဲ့ပြီးလိုအပ်သမျှအကူအညီပေးနေခဲ့တာပါရန်ရင်းစေတန်းအောင်လာတာအခုအဝေးတင်တက်ကတော့နောက်ဆုံးနှစ်တက်နေရအထိသူ့အကူအညီမကင်းခဲ့ဘူးဒါကြောင့်လည်းရန်ရင်းကသူကျေးဇူးရှင်အဖြစ်သတ်မှတ်နေရပေးတာပါဒါရီအားလုံးကိုလည်းအခုမှသိရပါအဖေကိုရောရှန်ရင်ကိုရော तू ကအမြဲကုန်ကြီးစောင့်ရှောက်နေခဲ့ရလားဟုတ်တယ် တကယ်ဆိုသူ့ရဲ့အကျိုးစုရေကိုတို့အပေါ်မှာအများကြီးအကျိုးရှိနေပါရဲ့နုနဲ့ဟင်ဥပရံထွေအောင်ပြောอ่ะအဲ့အများဖြစ်နေမလားကိုကြီးရဲ့အဖေနဲ့ညီကိုဒေါ်ပွင်ဦးလာကျေးဇူးပြုထားတာပဲသူလည်းပဲသိနေခဲ့ရထင်တယ်နော်ဒါကြောင့်ကိုကြီးကိုသူကကျေးဇူးဆိုတာသိတတ်ရဲ့ပြန်မဆက်နိုင်ရင်တော့ကျေးဇူးတော့မကန်းနေဆိုတာဒါရီကြောင့်ပြောတာ哦သူအဲ့လိုပြောတော့ကဒေါ်ပွင်ဦးလာကသူ့ယောက်ျားကိုဟန့်လိုက်သေးတယ်ဒါကိုကိုကြီးသိမှထားဘူးဆိုတာသူသိနေလို့ ူကျေးဇူးကိုမဖော်ချင်တာနေမိထင်တယ်။ရှမ်ပေကမျက်နာကိုလက်ဖဝါးနှစ်ဖက်နဲ့ပုတ်သက်ပြလိုက်မိရင်ဟုတ်တယ်။ပွင့်ဦးလာဟာသူ့ရဲ့ကျေးဇူးတရားကို လူသိမခံစေလို့တဲ့သူတယောက်ပဲ။တကယ်တော့လေနုနယ်သူ့ကိုမုန်းပေမဲ့သူ့ကိုနုနယ်အထင်ကြီးပါရဲ့။ဘာကြောင့်မန်းတော့မပြောတတ်ဘူး။ကိုအမတန်မှချိမရတဲ့မချိနဲ့တဲ့မိမတယောက်ကိုတစ်ချိန်တည်းမှာပဲနုနယ်အထင်ကြီးမိရဲ့။ ဘာမှမသိရဲ့သူ့ရဲ့အရှင်ဝါတခုကိုလေနုနေအားကြပါရဲ့သူ့လိုမိမဖြစ်ချင်နေခဲ့တာနုနေဝန်ခံပါရဲ့ကိုကြီးသူ့ကိုမုံလဲမုံနေသဘောလဲကြိုက်မပြောပြတတ်တော့ဘူးဘာပဲဖြစ်ဖြစ်ခုချိန်မှာ သူ့အပေါ်ကိုထားနေမိတဲ့အာဃာတတွေနာကြီးချက်တွေလေတကယ်မရှိတော့ပါဘူးနုနေဂျေစုတင်မိတာကလွဲရင်သူ့အပေါ်ကိုဘာခံစားချမ်းမှ မရှိတော့ပါဘူးအဲ့ဒါကိုနုနေရှုံမှာ စိတ်ပင်ပန်းနေရပြီလေမိပြစ်လိုက်ပါတော့ဒီကိစ္စတွေအားလုံးကိုလေဒီမှာရပ်တန့်လိုက်ရအောင်နုနယ်လေးစိတ်ပင်ပန်းတယ်လို့ကိုလည်းပင်ပန်းပါလေကိုလည်းဒီစိတ်ပင်ပန်းမှုတွေအားလုံးကိုလွှင့်ပြစ်လိုက်တော့မှာမို့လို့နုနယ်လေးလွှင့်ပြစ်လိုက်ပါတော့ဘယ်တော့မှကိုရိုးနှစ်ယောက်ဘဝနဲ့နီးနီးဆက်ဆက်နီးကပ်လာမှာမဟုတ်တဲ့သူတယောက်အတွက် အချိန်တွေရောခွန်အားတွေရော နားလည်မှုတွေရောထပ်မဖြုံးတိကြပါစို့နေနုနယ်ရေပြီးတော့ကို့ကိုတခုခွင့်ပြုပေးပါ ွင့်ဦးလာကိုကျေးဇူးတင်စကားတော့တစ်ချိန်လောက်ပြောခွင့်ပြုပါမပြောပြစ်မချင်းကိုကြီးမပြီးနိုင်မေလိတ်ခဲတဲ့လေးဖြစ်နေမှာမဟုတ်လားဟင်ဟုတ်တယ်နုနေပြောတင်နေလို့လေကိုယူဆလို့ပါကျွန်တော်လာတွေ့ပြရစေနေရာတစ်ခုသတ်မှတ်ပေးပါမမဖုန်းထဲက SMS လေးကိုပွင့်ဦးလာကငုံကြည့်နေသည်မှာဒါပါနှင့်ဆို အချိန်တရာလောက်များရှိတော်မလားပဲထိုစာတူလေးကို မတော်တဆဥပရံထွေအောင်တွေးမိမှဆို၍ဖြတ်ဖို့ကြံစီကလက်ကရွှေလိုက်မဖြတ်သေးပဲထားမိလိုက်သူလာရင်တော့ဖြတ်လိုက်တော်မယ်လေသူမလာတော့ဘူးများလားမသိဘူးမမျိုး10မိနစ်တောင်ကြော်လာပြီကားလန့်တွေချက်တာမမသိတာနဲ့သူချိန်းတာပဲဟာလာမှာပါမမ10မိနစ်ပဲကြော်သေးရပဲဟာစောင့်လိုက်ပါဦးဒီဟိုအလားကားကိုခင်မျိုးတွေက မောင်းလာပါသည်အင်းအားကန်ဆောင်လို့ချိန်းလိုက်မိတာဟာ တိတ်များကြပြာဆန်ဆန်ဖြစ်သွားမလား။အိုးမဆိုင်ပါဘူး။စားတော့ဆိုင်တစ်ခုခုမှလည်းချိန်မှမချိန်ချင်တာ။ဘေးဘက်ဝင်ချင်မှကိုယ်ကိုတည့်ရဲသူမတော်တဆမရှိစေခြင်းပင်။အင်းရဆောင်ဆိုတာကပွင့်ဦးလာတို့အတိုင်းအဝိုင်းကလူမျိုးတွေစက်စားလီမရှိသော မအပ်ဆက်လာသော နေရာဖြစ်၍စိတ်လုံးချုံသည်။လမ်းစင်းလျှောက်ရအောင်။ပွင့်ဦးလာကခင်မျိုးတွေကိုခေါ်ကားကားပေါ်မှဆင်းလာခဲ့ပါသည်။ အင်းအားရဲ့အပြင်အစင်အခင်းကျင်းတို့ကပြောင်းလဲသွားသည်ဒီနေရာကဆိုင်လေးတွေဟာဟိုတုန်းကတော့ဒီလိုခိုင်ခိုင်ခန့်ခန့်တွေမဟုတ်ပေဒီလောက်လဲအယောင်အသွေးတွေမစုံလင်ပေဒီတောက်နာလောက်ကဆိုင်ကလေးမှာပွင့်ဦးလာတို့တငယ်ချင်းအုပ်စု အကြော်ဆုံးနှင့်လက်ဖက်တို့စားနေကြစေရံပင်ရောက်လာတဲ့တနေ့ကို ဖြတ်ခနဲ့အမှတ်ရပါသည်သူကိုစာတင်မဲ့အချိန်တစ်ချိန်ဖြတ်ခါတငယ်ချင်းတွေနဲ့အင်းရမှာမဟုတ်စားမလို့ဘယ်တော့မှမလိုက်ဖြစ်တာများတော့ ဒီနေ့တည့်ရက်တော့လိုက်မှာကောင်းပြီ။စာမေးပွဲမှာတို့ကအမှတ်များဂုံထူးထွက်ထားတော့မုံကျွေးဖို့ရှိတာလေ။နေ့ရီရွှေ့လာတာများနေပြီ။စသဖြင့်ရန်ပဲ့ကိုပြောခဲ့ကအဲ့ဒီတည့်ရက်စာတင်ခြင်းကိုဖြတ်ခဲ့ပါသည်။ဒီတစ်ခါပဲဖြတ်ဖူးတာ။ဒီတစ်ခါပဲမရမကလိုက်လာရင်ရန်ပဲ့အနာလေးမလာပဲဟိုဘက်ကပတ်ချောင်းဒီဘက်ကပတ်ချောင်းလုံနေရကိုအန်အောတက်ကြီးတွေ့မိတော့လန့်ဖြန်ခဲ့ရတာလေ။ပွင့်ဦးလာဇွလန်းခေါ်လိုက်လို့ ပေကက်ကက်မလာခြင်းလာခြင်းနှင့်အနာရောက်ခါအတူထိုင်ခိုင်းလိုက်တဲ့အခါမိန်းကလေးတအုပ်ချာမှာခေါင်းကြီးငုံပြီးမျက်နှာနှီးရဲနေခဲ့တဲ့သူ အပြန်ကျတော့ရံပယ်နှင့်နှစ်ယောက်ထဲအတူပြန်ဖြစ်ခါစမ်းချောင်းဖတ်သွားမြစ်ဘတ်ကားမှတ်တိုင်း၌ကားဆောင်ကိုင်းလိုက်လာရကောင်းလားလို့ပွင့်ဦးလာကဆိုပါသည်နေရဘာကိစ္စနဲ့လိုက်လာရရလဲအခုပြောစမ်းမသိဘူးလေရေးစားနေများထိုင်လာလားလို့လာချောင်းကြည့်ရ ဆောင်းဆောင်းအောင်အောင်ပြန်ပြောရကောင်းလားလို့ရှမ်ပိတ်နဲ့သိဆက်ကစပင်းမွေးကိုဆောင်းကားဆောင်းကားဆွဲပစ်ခဲ့သေးတာတရှိတလျားရှောက်တွေးနေမိပါသည်နောက်မှဒေါက်တာရန်ပဲလာနေပြီမမဒီနာပဲနေရမလားကားပေါ်ကပြန်ဆောင်းရမလားမမျိုးအဆင်ပြေတယ်လို့သာနေပါခင်မျိုးတွေကတခဏစဉ်းစားပြီးကံပေါင်းရှောက်လမ်းမှပြန်လှည့်ကားကားရက်ခဲတဲ့ပါကင်နေရာစီပြန်လျှောက်သွားရင်ဒေါက်တာရန်ပဲကို ခေါင်းညွတ်နှုတ်ဆက်သွားပါသည် ပေတရာလောက်အကွာကနေရှောက်လာနေတဲ့ရံပဲ့ကို ရှင်တဲ့လင်းလက်ဟာဟာနဲ့ကလန်ငင်းချင်နေမိသည်စပင်တွေလေတိုက်ခါလွင့်ဖွာကုန်တော့ဟိုးအရင်ကလူငယ်ကလေးနဲ့ပြန်၍စင်တူနေတယ်လို့ပဲရှံပေကပွင့်ဦးလာနဲ့ခြေလန်းသုံးလန်းစာလောက်အကွာမှာကိုရှိန်သက်၍ရက်တန်သည်သူပါများပြောမလို့လဲလို့စုံးနေတဲ့စိတ်စောသည် ဝင်ဦးလာမြန်ဝန်း၌အထင်းသားပေါ်လွင်နေမှာပင်တယောက်ကိုတယောက်တမန်နှစ်မြတိတ်တိတ်ဆိတ်ဆိတ်ငေးကြည့်နေမိကြလျက်ရံပေက စကားဆလိုက်ပါသည်နေကောင်းလားမမအင်းကောင်းပါရဲ့ရံပေအတန်ကဖြည့်ဖြည့်ပင်မဲဝင်ဦးလာအတန်ကတင်ကထောင်းနေသည်ရံပေကခေါင်းကိုဖြည့်ဖြည့်လေးနှိမ့်နေရင်ပြစီအိုင်လောက်ရမယ်လို့ဥပရံထွေအောင်ကပြောတယ် ။ "तू ကစင်ကာပူက SGH မှာလုပ်စီချင်တာ誒။မမကဒီမှာပဲလုပ်မယ်လို့ခေါင်းမာနေရတဲ့။ဒီမှာလည်းအဆင်ပြေပေမဲ့ဟိုမှာသွားလုပ်ဖို့ तू ကစန္ဒပြင်းပြနေရ။စိုးရိမ်လို့ဖြစ်မှာပါ။ तू လည်းစိတ်ကျေနပ်သွားအောင်။ तू လုပ်စီချင်တဲ့ SGH မှာပဲလုပ်လိုက်ပါလားမမ။ပွင့်ဦးလှသည်တခဏညင်၍ရှမ်ပေကိုခန့်ငင်းငင်းကြည့်နေမိရာမှာမျက်တောင်လေးတဖြတ်ဖြတ်ခတ်လိုက်ခါအင်းအင်းလေအဲ့ဒါလိုပဲလုံလိုက်ပါမယ်ရံပဲ မမအင်းအင်းဘာလဲရံပဲကျွန်တော်ကိုအင်္ဂလန်မှာ MRCP လုပ်ဖို့ကုန်ကြစေကအဖေလှမ်းထောက်ပံ့တာလို့ဆရာမကြီးပြောခဲ့တာမဖြစ်နိုင်မဲကျွန်တော်သိပါပြီ မမလုပ်ပေးခဲ့တာမဟုတ်လားဖွင့်ဦးလာသည်ဤကနေဝိုင်းတက်လာသောမျက်ရည်ကြောင့်ကမန်းကဒန်းမျက်လွာချလိုက်ခါရံပေပက်မျက်နှာချင်းဆိုင်နေရမှာကဲ့ရည်ပြင်ပတ်ကိုကိုလှည့်ရလိုက်ပါသည် လှိုင်လေးတက်လာသောခန်းစားချက်တရက်ကြောင်းရှင်မတက်လက်လက်တုံကတအားပင်ဝမ်းနေလာမိလေသည် ပွင့်ဦးလှရဲ့ဘေးတဆောင်မျက်နှာကိုရံပေကစိတ်မကောင်းစွာ စိုက်ကြည့်နေမိရင်ကတောင်ဥပန်ထွေအောင်လေတိခဲ့ရေပေါ့နော်သူသူမသိပဲတို့ဘလို့လောက်ရပါမလဲရံပေနှစ်ဦးချား၌စကားတန်ကလုံးဝတိတ်ဆိတ်သွားခဲ့ရပါသည် စက်ပြောစရာစကားဆိုတာလဲရှမ်ပင်းနှုတ်ဖြားတို့ဘာမှရောက်မလာတော့ပါရှမ်ပင်းလက်ဖြားများအေး၍လက်ချောင်းတို့ခြောက်တွေ့လာသည်အတန်ကြာမြတော့အချိန်ကာလမိနစ်တို့ကတိတ်ဆိတ်စွာပဲ့ကြွေကုန်လွန်သွားလေသည်အဆဆအယယအတွက်ဂျေစုတမိုင်းမမဒီကြားရဲ့ကကာလတွေမှာကျွန်တော်မှားခဲ့တဲ့အတွေ့အကြုံအတွက်ခွင့်လွတ်ပါမမနေကောင်းအောင်နေပါ ရှမ်ပင်းအတန်ကတုံရင်နေခဲ့သည် ်ပွင့်ဦးလှသည်ဖွက်ွယ်မရအောင်စီးကြနေသောတလင်းလေးမျက်ရည်တို့ကိုတုပ်၍လည်းမနေတော့ပါရှမ်ပင်လှဲ့ထွက်သွားတာကိုသိမှပင်ရှမ်ပင်နောက်ကျောကို ကမန်းကဒန်းလှဲ့ချည်၏ခွက်လွပါ၏ခွက်လွပါ၏ရှမ်ပင်နှကမ်းပြားလေးလှုပ်ယုံတီတူလေးပြောလိုက်မိလေသည် သူဘယ်တော့မှ မသိတော့ဘူးထင်ထားခဲ့မိတာတခါတည်းကမှမသိရခြင်းဟာနှလုံးသားကိုဝင်မပိစေပဲ ပုံမှုလွတ်လပ်ပေါ်ပါစေတတ်ပြီး တခါတရံတော့လေတိရခြင်းဟာလွမြောက်ခြင်းတမျိုးလားဟု ပွင့်ဦးလှဝေခွဲမရဖြစ်မိလေသည်ဘလိုပင်ဖြစ်ပါစေသူ့ဘဝလှပတာယာခြင်းကိုသာ ရှေးဦးအစကတည်းကပွင့်ဦးလှတောင်းကြလိုလာခဲ့တာပါသူ့ကိုဘဝဟောင်းကပါလာခဲ့သောရေဆက်လေးတစ်ခုလိုသာ ရှင်တဲ့အမြင်မှတ်ယူထားခဲ့ပါသည် ရှေးဆက်တို့မြည်သည် အခါခတ်သိစုံစည်းခွင့်ရစကောင်းသည်မဟုတ်သည်ကိုလည်းရှင်နေအမြင်နားလည်ထားခဲ့ပါသည်လေ။